ဲပဲရဲ့ magic mouse ဆိုပဲဒါမှမဟုတ်ပန်းတီးရဲ့မော်ဆန်နဲ့ကြွက်လို့ပြောလို့ရလားတကယ်ရောမော်ဆန်လို့လားဒါမှမဟုတ်တင်းရဲ့လက်ကိုငိုအောင်လုပ်မဲ့ဈေးကြီးကြီးဖန်ပြတစ်ခုတတ်တာပဲလားတချို့ကကြိုက်တယ်ချို့ကတော့အချင်းကြီးပါလို့ပြောပြီးအမိုက်တောင်းနဲ့ထည့်ပစ်ကြတယ်တချို့လူတွေကလည်းဒီ mouse အားကုန်သွားရင် စက်ကူတွေကိုဖိထားလို့ရတဲ့ပစ္စည်းတစ်ခုတတအနေနဲ့ပဲသဘောထားပြီးသုံးလိုက်ကြတယ်။ဒါပေမဲ့ဘာလို့လဲ။ဒီနေ့တော့ဒီ mouse နဲ့ပတ်သက်တာအကုန်လုံးပြပြပေးပါမယ်။ဘာတွေကောင်းလဲ၊ဘာတွေမကောင်းလဲ၊ဝယ်ရောဝယ်သင့်ရလား။ဒါမှမဟုတ်ရင်းတုံစရာကောင်းတဲ့ဇာတ်ကားတစ်ခုကိုမကြည့်ကျင်လို့ထွက်ပြေးတာမျိုးလုပ်မလား။ဒါလေးကတော့ Apple ကထုတ်ထားတဲ့ဒုတိယမျိုးဆက် Magic Mouse 2လေးပဲဖြစ်ပါတယ်။ Bluetooth connection ကိုသုံးပြီးချိတ်ဆက်ပါတယ်။အားသွင်းပြီးသုံးရတာဖြစ်လို့အားကုန်ပြန်သွင်းရပါတယ်။ Apple ကွန်ပျူတာတွေအတက် Multi Touch Mouse အမျိုးအစားလို့ပြောချင်ပါတယ်။ ောမွေတောက်ပြောင်တဲ့အသွင်လက္ခဏာရှိတယ်။ကြည့်ရသလောက်အနာကက်ကလာတဲ့ပစ္စည်းတခုလိုမျိုးဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒီ mouse ကိုကိုယ့်ရဲ့စိတ်တွေလွတ်မသွားစေပဲတကယ်ရောသုံးလို့ရရဲ့လား။ဒါမှမဟုတ်ဘဝကိုမိကုန်းပြန်ထိုးရလောက်တဲ့အထိဖြစ်အောင်များလုပ်တော်မလား။ဒီအကောင့်တစ်တည်းဈေးကြီးကြီးအပြားလေးကိုမဝယ်ခင်တိထားရမယ့်အချက်လေးတွေရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင်တရေကားတွေကလူတွေတရေမြင်လို့ order ထက်ပိုပြီးတင့်ကိုကြဲကြဲလောင်လောင်နဲ့အော်အောင်လုပ်နိုင်တဲ့ပြဿနာလေးတွေဒီ mouse မှာရှိနေလို့ပါ။ Okay ဒါဆိုရင်ကောင်းတဲ့အချက်လေးတွေနဲ့ပဲအရင်ဆုံးစလိုက်ပါမယ်။ နံပါတ်1ဒီဇိုင်းလှတယ်ကြည့်ရတာ premium ဆန်တယ် fancy လဲဆန်တယ် sexy လဲဆန်တယ်ပြီးတော့တင့်ရဲ့အလုံးစပွဲလေးကိုပို့ပြီးတင့်တယ်အောင်လုပ်ပေးနိုင်လို့တင့်ရဲ့ပတ်စံအေးလေးကတော့ငိုရင်ငိုသွားနိုင်ပါတယ်နံပါတ်2 multi touch gesture တွေကိုထောက်ပံ့ပေးထားပါတယ်ဆွဲတာချုပ်တာချက်တာအကုန်လုပ်လို့ရတယ် window တွေမှာသုံးတဲ့ mouse တွေလိုအလဲကောင်မှာရုပ်စိုးစိုးပိနှုံးကြီးမပါပါဘူးချောမွေးတဲ့မျက်နှာပြင်လေးတစ်ခုကိုပဲတွေ့ရမှာပါခံစားချက်ကဘာနဲ့တူလဲဆိုရင်အာကာသယာဉ်တည်တည်လေးကိုသုံးနေရတယ်လို့ပါပဲနံပါတ်3 wireless ဖြစ်လို့ကြိုးရည်နဲ့ချုပ်မနေတော့ပါဘူး ်မောက်စ်ကိုလည်း AA ဘက်ထရီတွေမလိုပဲအားသွင်းလို့ရပါတယ်တွင်းမယ်ပြီးရင်သုံးမယ်ဒါပေမဲ့ခဏနေပါအောင်ပြပြဿနာလေးရှိနေလို့ပါခဏနေပြပြမယ်နော်နံပါတ်၄ Apple Computer တွေနဲ့ပဲပေါင်းဆက်သုံးလို့ရတဲ့ဒီ mouse လေးကညာခစားလင်မယားတွေလိုပဲတကယ်ကိုလိုက်ဖက်ပြီးအရာရာတန်းကအဆင်ပြေနေတာပုံမြင်လေးကမပြီးသေးပါဘူး drama အခုမှစမှာပါမကောင်းတဲ့ချက်တွေကိုပြောရမယ်ဆိုရင်နံပါတ်၁အားသွင်းရတာကတကယ်ကိုဟာတာရင်းတော့တည်လား Apple ကအားသွင်းတဲ့အပေါက်ကို mouse ရဲ့အောက်ခြေမျက်နှာပြင်မှာထားဖို့ဆုံးဖြတ်လိုက်တာပါ ဆိုလိုတာကအားကုန်သွားရင်တင်းရဲ့ mouse ကရေထဲမှာပက်လက်လက်ပြီးတင်နေတဲ့ငါးရကောင်အဖြစ်ကိုရောက်သွားမှာပါ mouse ကိုတုံးလို့မရတော့ပါဘူးဒီ idea ကိုဘသူအများကောင်းတယ်လို့ပြောလိုက်လည်းမသိဘူး apple ရဲ့ engineer တွေကလည်းအဲ့ဒီမှာအလုပ်ထဲမှာအဆင်မပြေဖြစ်သွားကြတာလားနံပါတ်2တက်တောင်တတာမရှိပါဘူးဒီ mouse က pancake ထဲတောင်ပို့ပြီးတွေးကြည့်ပါလေနိုင်နဲ့ချီပြီးတုံးတာကြားလိုက်ရင်တင်းရဲ့လက်ကသူ့ကိုတနာညံ့တာပြဖို့တောင်းဆိုလာပါလိမ့်မယ်နံပါတ်3ဂိမ်းဆော့တဲ့လူတွေအတွက်အဆင်မပြေပါဘူးခလုတ်အပေါ်တွေလည်းမပါဘူးဗျာ ဲ့ဒီ mouse နဲ့ PUBG လိုမျိုး game ဆော့ကြည့်ပါလား enemy team ကလူတွေဟားတိုက်ပြီးတော့ရင်နေဦးမယ် level 4ဈေးကြီးရဲ့အဲ့ဘက်ကတင့်ကိုဘယ်ဘွားကရရရှိတဲ့အကျွေးတွေနဲ့ပေါင်ပြီးတောင်းတာလည်းမသိဘူးနော်ဒါပေမဲ့တကယ်ကိုဈေးကြီးပါတယ် premium ဆန်တဲ့အတွေ့အကြုံကိုပေးတာဆိုတော့ mouse ၃နာကြာလို့ရလာတဲ့လက်ကနာခြင်းမျိုးပဲရှိတယ် ဆိုတော့က Magic Mouse ကတန်ရက်လာတင်က Apple ရဲ့ design တွေနဲ့ gesture တွေကိုကြိုက်တယ်ဒစိမ့်ကိုကြိုက်တယ်ပြီးတော့ရုံးအလုပ်တွေလုပ်တာများတယ်ဒါဆိုရင်တော့အဆင်ပြေဒါပေမဲ့ဒီ mouse ကိုသုံးရင်တက်တောင့်တက်တာဖြစ်ချင်တယ် gain တွေလည်းဆော့ချင်တယ်အားသွင်းရင်လည်းသုံးချင်တယ်ဆိုရင်တော့သေချာတယ်တင့်ကိုမျက်ရည်ထွက်တဲ့အထီတော်ငုံအောင်လုပ်ပါပါမလို့တင်လဲပြဝယ်မှာ decoration တခုအနေနဲ့တုံးမလား comment မှာပြပြပေးခဲ့ကြပါဦးဒီ review လေးကိုကြိုက်တယ်ဆိုရင်လည်း like and subscribe လေးလောက်ပုံမမေ့ပါနဲ့နော်ဂရင်းပေးချင်တာတခုကတော့တင်းရဲ့ mouse ကိုအပေါ်အောက်လှမ်းပြီးအားမသွင်းပါဘူးဆိုတာပါ